ငယ်ခီးတစ်ခုသွားရင်တော့မှနေကြအဆင်အဆင်မပြေလို့ရှိရင်ကျွန်တော်စိတ်ညစ်ရတယ်ပဲသူတို့ဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်ကိုယ့်ရဲ့ကိုပိုင်းအင်ကိုလည်းဒါဆုံးရှုံးခဲ့ရတယ်ပြီးတော့လည်းဟိုလာနေရတဲ့အခါမှာဟိုတတိတတန်တွေလည်းမရှိဘူးဟိုဒီနေရာမှာပဲအကုန်လုံးစုပြုံပြီးတော့ကြိုးတွေကြိုးတွေနဲ့ခြေပြီးအကုန်လုံးအဲ့လိုမျိုးနေနေရတဲ့အတွက်လည်းဒါစိတ်မကောင်းဘူးအဲ့အတွက်ကျွန်တော်တို့ဒီမှာတက်နေလို့လေးဖြစ်သွားပါတော့ခင်မဆိုရင်တော့မိသားစုစုတာကောင်းနေလို့ရပါဟုတ်တဲအခုတရားကျွန်တော်လူသွားမှာပါအိမ်အဓိကပြက်စီးသွားပြီးတော့နေစရာမရှိတဲ့သူတော့ကျွန်တော်အဓိက ồ u ra pi mẹ bỏ nó lớn lớn xe rồi cho nó đi đây vô vô về န္ဓာသေးရပေါ့နော်ဒါပေမဲ့ပြီးွားလို့ရှိရင်ကျွန်တော်တို့မနေရစလို့ရှိရင်မိုးတွေလေတွေဒါပါလာတဲ့ခါမှာကျတော့ဒါတက်နေရအဲ့လိုမျိုးဘေးတွေရွေ့တာတို့လေနဲ့အဲ့လိုမျိုးဟိုဘက်ရွှေဒီဘက်ရွှေဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့တော့ဒီဝါးတွေနဲ့အောက်မှာသေးရရှာကျွန်တော်တို့ရိုက်မယ်ပြီးွားလို့ရှိရင်တခါကြိုးရည်နဲ့ခြိမယ်ပေါ့နော်ခြိပြီးွားလို့ရှိရင်လည်းပြီးွားဒီအထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဟိုဘယ်လိုပြောရမလဲ ဟိုဒီကနေ့နဲ့တင်းတဲ့သူတွေကလာနိုင်မယ်ဆိုလို့ရှိရင်တို့တို့ဟိုလာလဲကြာနိုင်တယ်နှစ်လဲကြာနိုင်တယ်ကြာနိုင်တာဆိုတော့ဒီအောက်မှာမိုးတွေရွာတဲ့အခါပဲဖြစ်ဖြစ်အဲကြောင့်လို့ရှိရင်နေရတဲ့အခါအဆင်မပြေမှာဆိုတော့ကျွန်တော်ဒီချိန်တွေဝိုင်းနေပေါ့နော်ဒီတပေပေါ့နော်တပေအဲ့လိုမျိုးကျွန်တော်လှုပ်ပေးမယ်ပေါ့လှုပ်ပြီးွားရဲ့ဒီအဲ့လိုမျိုးအပြည့်စုံတော့ဖြစ်သွားမှာပေါ့အခုဒါတော့အခုမှအစပဲရှိသေးရဆိုတော့ဒါလည်းရုပ်လုံးပေါ်ပဲရှိသေးရကျွန်တော်တို့ဒေချာပေါ်မှာဆိုလဲဝိုင်းရောက်ပြီးဝိုင်းနေတဲ့ဒီတခါရဲ့အောက်ဒီမှာတခါရဲ့ရိုက်ရိုက်ပြီးွားလို့ရှိရင်ဒေချာဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဟို တန်းလိုက်မှာပေါ့နော်တန်းလိုက်ပင်ဆိုလို့ရှိရင်ဟိုလေပဲတိုက်တိုက်မိုးပဲရွရွာအဲ့လိုမျိုးရှာမသွားတော့ဘူးကွာခင်မဆိုရင်တော့อืมကျွန်တော်ထင်တယ်ဒီမှာကျွန်တော်9ယောက်6ယောက်တော့ဟိုတွေးတော့တွေးတယ်ဒါပေမဲ့ပစ္စည်းတွေဘာရင်းနေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဟိုပထမပိုင်းခမန်းနာကတော့ဒီ၄၅၆ယောက်ပေါ့ခမန်းနာတယ်ဒါပေမဲ့ဟိုတကယ်တမ်းရောက်တဲ့အခါကျရင်ပစ္စည်းတွေဘာလာရည်လဲရှိမယ်အဲ့လိုမျိုးဆိုတော့မိသားစုစုလာကောင်းနေလို့ရပါဟုတ် အထင်းမှာတော့မီးတွေပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီနေရာမှာကျတော့ပြောမယ်ဆိုရင်ဒီဝင်းရကျဲကြီးပဲအဲ့မှာကျွန်တော်တို့တက်တဲတရာထိုးမယ်ထိုးပြီးတော့ရှင်ဒီအထင်းမှာကျွန်တော်တို့ဟိုမီးတွေဆင်မယ် toilet တွေဆင်မယ်ပေါ့နော်ဆင်ပြီးသွားပြီဆိုတော့ねဒီဟိုဇရက်တန်းမှာရှိရဲ့သူအကုန်လုံးကိုကျွန်တော်ဒီဘက်ရွှေ့ပြင်မယ်ပေါ့ ဒီတက်နေကကြတော့ပြောမှဆိုရင်ဒါဆက်ရလောက်ကလွယ်တယ်ပေါ့နော်ကျွန်တော်ဒီမှာရန်ကုန်မှာဆိုရင်ကျွန်တော်ဒါသွားကြည့်ရောအစားအစာမျိုးမျိုးရှိတယ်ဒါကတော့ပြောမှဆိုလို့ရှိရင်တော့အာဟို အခိုင်အခိုင်ခိုင်အခိုင်ဆုံးလို့ပြောလို့ရပါဘူးဆိုဒီမှာသူအကျိုးတွေရောဒီချာဟိုလှုပ်ထားတဲ့ဟာတွေရပစ္စည်းရအကုန်အပြည့်ပဲဟောပြောမယ်ဆိုလို့ရှိရင်တော့ဒီချာခိုင်ခိုင်ခိုင်ရှိရပေါ့တိမ့်မယ်ပါမယ်ဆိုလို့ရှိရင်လည်းဒါလွယ်တယ်ဟောပြောမယ်ဆိုရင်ဟိုဒီအောက်မှာရိုက်ထားတဲ့ဟာတွေဖြုတ်ပြီးွားလို့ရှိရင်ဒီလိုစုလိုက်တာနဲ့ခုနကကျွန်တော်တို့ဟိုကျွန်တော်ထန်းနေတဲ့အချိန်မှာရှိတယ်လို့ပဲအဲ့လိုမျိုးလေးဆိုတော့ပြောမယ်ဆိုရင်ရွှေရပြူရလည်းလွယ်တယ်ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်တို့ကဒီပါနည်းနည်းကြကြထားရမှာဖြစ်တဲ့အတွက်ပို့ပြီးတော့ခိုင်ခိုင်အောင်မြေကြီးမှာတေးချာဆွဲအောင်တော့ဒါအခုလှုပ်ပေးဖို့ရှိပါတယ်ဟုတ် အဲတန်လွန်တန်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်၄သိန်းကျော်ပါခင်ဗျဟုတ်ဟုတ်네ခီးတစ်ခုသွားရင်တော့မနေကြအဆင်အဆင်မပြေလို့ရှိရင်ကျွန်တော်စိတ်ညစ်ရတယ်ပဲသူတို့ဆိုလို့ရှိရင်ပို့ပြီးတော့စိုးတယ်ကိုယ့်ရဲ့ကိုပိုင်အင်ကိုလည်းဒါဆုံးရှုံးခဲ့ရတယ်ပြီးတော့လည်းဟိုလာနေရတဲ့အခါမှာဟို ခုနပြောလို့တတိတန်လေးပေါ့တတိတန်လေးလည်းမရှိဘူးအဲဟိုအကုန်လုံးဟိုဒီနေရာမှာပဲအကုန်လုံးစုပြုံပြီးတော့ကျိုးတွေကျိုးတွေနဲ့ခြေပြီးအကုန်လုံးအဲ့လိုမျိုးနေနေရတဲ့အတွက်လည်းဒါစိတ်မကောင်းဘူးအဲ့အတွက်ကျွန်တော်တို့ဒီမှာတက်နေလို့လေးဖြစ်သွားပေါ့ကျွန်တော်ရဲ့ဟိုအားလေးနဲ့ကြတော့ပြောမယ်ဆိုရှင်အများကြီးကျွန်တော်မလုံနိုင်ဘူးမလုံနိုင်တဲ့အတွက်ကျွန်တော်တို့အများကြီးချိတ်ဆက်ကြရပေါ့နော်ချိတ်ဆက်ကြရဆိုပြောမယ်ဆိုရင်ဒီမှာဆိုရင်ဟိုကျွန်တော်ဟိုဒါဆိုရင်အဖေဆိုနေလဲဒါ credit ကာရာတေကစားသမားဟိုးကျင်ကလေးကစားရဲဆိုတာကာရာတေအဖွဲ့ပါမယ်ပြီးတော့လို့ရှင်လဲဒါချိန်ွားပေါ့နော်ဒီချိန်ွားလုပ်ငန်းရှင်တွေကနေလေသူတို့ကလည်းဒါချိန်နေွားရဲ့တူရယ်ပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီမှာတဲအခု100ကျွန်တော်တို့လူသွားမှာပါပြောမှဆိုရင်လည်းဟိုသူတို့လည်းပြောင်းကျင်ပြီပေါ့ဒီနေရာနေပြီးတော့ဟိုပြောတယ်တာဝန်ရှိတီဘူးတွေကလည်းဒီတကြံပြီးွားတဲ့အခါကျတော့ရှင်တော့ပြောင်းရွှေ့ပေးမယ်လို့ပြောတယ်တဲ့အားကြောင့်မို့တော့တောင်းခံနေပါရဲ့ဆိုပြီးတော့ပြောရသူလည်းရှိရဲ့အဲ့လိုကြတော့ရှင်ထဲမှာလည်းမကောင်းကျွန်တော်ပြောမှဆိုရင်ပို့ပြီးတော့လုပ်ပေးခြင်းတယ်ဟိုပြောမှဆိုရင်အိမ် အင်ဂျင်အများကြီးပျက်စီးသွားတယ်လူဦးရေလည်းဒါပြောမှမများတယ်ကျွန်တော်ရဲ့ဒီဒီမှာရှိတဲ့တဲတရာကပြောမှဆိုရင်အဲ့မှာရှိတဲ့လူအကုန်လုံးကိုဒါလောက်မှမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုဒါအလူရှင်နေနဲ့ဒါကျွန်တော်အကြံပေးရပါနောက်ကလူမယ်ဆိုရင်ပြင်လဲဒူတောင်ရေးတော့ဆိုလို့ရှိရင်လိုတန့်နေဒီဘက်လို့ရှိရင်ကျွန်တော်ယာယီ toilet တွေအဲဒီလိုအရာကြီးရတော့ဒါလိုအပ်ပါတယ်ဘာလို့ဆိုအပြင်မှာဟိုပျက်စီးနေတဲ့အရာကြီးအရင်တိုင်းပြန်မဖြစ်ခင်သေးသေး၍အချိန်ကာလအထိတော့ဒီမှာဒီနေရာမှာဖြစ်ပါတယ်ယင်ထဲမှာ 100%အပူမငိမ့်သွားရင်တော့မှအနည်းဆုံးနေစရာလေးတစ်ခုတော့အချိန်တိုင်းတာတစ်ခုတည်းအဆင်ပြေသွားပါတယ်ဆိုတော့အပူလေးငိမ့်သွားရင်ဟိုဒါကျွန်တော်တို့အလူကဘယ်ပဲဖြစ်ဒါဟိုအထမြောက်ပါတယ်ဟိုအများကြီးတော့ကျွန်တော်တို့အချိုးရှိအောင်လုပ်ပေးခြင်းပါတယ်တနိုင်လောက်တော့ဟိုအကုန်လုံးအဆင်ပြေအောင်လို့ကျွန်တော်တို့ဒီမှာဆက်စားရရကြည့်ပြီးတော့ဒါလုပ်ပေးနေပါခင်ဗျဟုတ်ကိုသုံးနေကြပစ္စည်းလေးတစ်ခုဒါပျောက်သွားရင်ပဲဖြစ်ဖြစ်ဟိုဆုံးရှုံးသွားရင်ပဲဖြစ်ဖြစ်နှမျောတသတာနဲ့အရန်ဖြစ်ကြတာလေပြောမလို့ရင်ဒါကြီးကြတော့အိမ်ဖြစ်သွားတာယူဟိုအိမ်ကြပြန်တော့လေပြောမယ်ဆိုရင် ဟိုဘလောက်ပဲကိုရီသွာလာသွာလာအချိန်တိုင်းဒီအိမ်ကိုပြန်လာရတာလေအိမ်ပြန်ရောက်မှကိုရဲ့နေရာရောက်ပြီဆိုမှစိတ်ချမ်းချမ်းတတနဲ့ဒါအိပ်ပျော်တာလေလူမျိုးဆိုတော့ပြောမလို့ဆိုရင်ဒီမှာရှိရသူတွေဆိုလဲဒီငလင်ကြောင့် trauma ရရတယ်ပြောရလို့ရှိရင်လဲကိုအိမ်ကိုရမဟုတ်တဲ့အတွက်နေရတာဟိုဆဆရရတတိနဲ့နေတတိနဲ့စားဖြစ်တဲ့အတွက်ပြောမလို့ဆိုရင်စိတ်ရောလူရောအများကြီးပြင်ပန်းနေကြမှာပါဒီမှာဟိုတဲရေအကုန်ပြီးသွားပြီပြီးတော့ toilet တွေရောဒါမီးတွေရောအကုန်လုံးပြီးသွားတဲ့အခါကျလို့ရှိရင်ဒါဒီမှာရှိနေတဲ့တွေအကုန်လုံးဒီမှာ ဘယ်လိုပြောမလဲအဆင်ပြေပြေနဲ့လာနေလို့ရမှာပါအဲကျွန်တော်တို့အဓိကကိုတော့ဟိုဘယ်လိုပြောမလဲအိမ်အဓိကပျက်စီးသွားပြီးတော့နေစရာမရှိတဲ့သူတို့ကျွန်တော်အဓိကဟိုဦးစားပေးမယ်ပေါ့နော်တချို့ကြပဲတော့လေဟိုအိမ်မှာကြောက်လို့ဆိုပြီးတော့ဟိုဒီမှာလာနေနေကြတဲ့သူတွေလည်းရှိရဲအဲ့လိုမျိုးဆိုတော့ဒါတေးချာတော့စစ်စစ်ပြီးတော့အရင်ဆုံးဦးစားပေးတဲ့လူတွေဦးစားပေးသွားမယ်အာလှုပ်သွားဖို့ရှိရလောလောဆယ်တော့ကျွန်တော်တို့ဒီလိုတက်နေတက်နေအဓိကဟိုလိုက်လူနိုင်အောင်တော့ကျွန်တော်စူးစမ်းနေပါတယ်အခုမန္တလေးပေါ့ပြီးသွားလို့ရှိရင်ဒါစကိုင်းမှာပါဆိုတာလည်းရှိပါသေးဟုတ်ကဲ့ ဒီငလင်းတန်းတင်းတဲ့ဒီတွေအားလုံးပြောချင်တာကတော့ဟိုစိတ်တက်ကြနေမှန်းလည်းသိရယ်ဟိုရင်ထဲမှာအပူတွေနဲ့ဟို လုံးဝအဲ့လိုမျိုးရှင်ထဲမှာအေဂျင့်နေရာမဟုတ်ဘူးဆိုရတဲ့သိပါရဲ့အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်တို့စကားအများကြီးတော့ဟိုမပြောနိုင်ပေမဲ့ဟိုခဏတော့အတင်းထားပါဟိုကျွန်တော်တို့လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့အတက်နိုင်ဆုံးအကောင်းဆုံးလေးတွေကျွန်တော်တို့ကြိုးစားပေးနေပါတယ်100%လीလုံးဝဟိုအဆင်မပြေသွားရင်တောင်မှအနည်းဆုံး90ရာခိုင်နှုန်းပဲဖြစ်ဖြစ်ဘယ်လောက်ပဲဖြစ်ဖြစ်အဲ့လိုအဆင်ပြေသွားရဲဆိုရင်လည်းကျွန်တော်တို့လည်းအများကြီးကျင့်တတ်ပါတယ်အဲ့တော့ဟိုရှေ့ရှေ့လျှောက်ဘာဖြစ်မလဲမသိတော့အတင်းထားကြပါဟိုအကောင်းဆုံးလဲကျွန်တော်တို့ဘက်ကနေပြီးတော့စူးစမ်းပြနေပါတယ်ခင်ဗျာ